GPM racing ကိုတည်ထောင်တဲ့အကြောင်းပြောမယ်ဆိုတော့ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်နှစ်ပေါ့2023မှာကျွန်တော်တို့ဒီဖွဲ့စည်းခဲ့တဲ့ဒီအဖွဲ့ဝင်တွေနဲ့ပေါ့နော်ကျွန်တော်တို့နိုင်ငံသားတွေမှာကျွန်တော်တို့သွားပြီးတော့ဒီပြိုင်ပွဲဝင်ကွင်းတွေမှာသွားစီးကြတယ်ပေါ့နော်သွားစီးရင်လည်းဒီမှာသူတို့ရဲ့အသင်းတွေကိုမြင်ကြတဲ့အကျွန်တော်တို့ဒီလိုအဖွဲ့စည်းဖွဲ့စည်းဖို့ကျွန်တော်တို့အဲဆွေးနွေးခဲ့ကြတာပေါ့နော်အဲ့ဒီအချိန်ကကျွန်တော်ကိုယ်တိုင်ကလည်းတယောက်တည်းပြိုင်ပွဲတွေဝင်နေတဲ့အချိန်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ ပြန်ဝင်ရင်လည်းဒီချက်အစ်မြင့်နဲ့အစ်မြင့်နဲ့ပြိုင်ပွဲတွေကိုဝင်ဖို့စူးစမ်းတဲ့အခါမှာတယောက်ထက်ကျတော့အခက်အခဲတွေအများဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒီအဖွဲ့ဝင်တွေစူးစီးပြီးတော့အများအားနဲ့အဖွဲ့စည်းတစ်ခုလုပ်ပြီးတော့သွားမယ်ဆိုပြီးတော့တည်ဆောင်ဖြစ်ခဲ့တာပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းဒီဆိုင်ကအားကစားဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းတွေလုပ်တဲ့အခါမှာတယောက်ထက်ဘယ်လိုမှလုပ်လို့မရနိုင်တဲ့အခါမှာကျွန်တော်တို့ဒီအဖွဲ့နဲ့သွားဖို့စဉ်းစားရင်းနဲ့ဆုံးဖြတ်ပြီးတော့အဲဒီဖွဲ့စည်းဖို့ဖြစ်ခဲ့တာပါအဓိကတော့ကျွန်တော်တို့ဒီ GPM Racing ရဲ့ UI ချက်ကပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာစိုင်းကယ်စီးအားကစားဖွံ့ဖြိုးတိုးတက်ဖို့ပေါ့နော် မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီစံကယ်စီအားကစားကိုယူသွတ်တဲ့လူတိုင်းယူသွတ်တဲ့လူတိုင်းအတွက်ကျွန်တော်တို့ဒီပြိုင်ပွဲဝင်ကွင်းတွေဖန်တီးပေးနိုင်ဖို့သူတို့ရဲ့စံကယ်စီအားကစားဆိုတာသူတို့ရဲ့လက်တကမ်းကိုကျွန်တော်တို့အရောက်ပုတ်ဆောင်ပေးနိုင်ဖို့ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီကနေမှတစင်းကျွန်တော်တို့ကဒီအာရှအဆင့်တွေကိုတက်လာနိုင်ဖို့အဲ့ဒီကနေတစင်းကျွန်တော်တို့ကမ္ဘာအဆင့်ပြိုင်ပွဲဝင်အဆင့်တွေမှာကျွန်တော်မြန်မာအတော်ဆုံးအားကစားသမားတွေငွေထုတ်ပေးနိုင်ဖို့အဲ့ level မှာရည်တည်နိုင်ဖို့အဲ့ဒီအနာဂတ်ကိုရည်မှန်းထားပါတယ် ီအသင်းကနေပြီးတော့ဒီ next generation ကျွန်တော်ဒီမြန်မာနိုင်ငံ rider တွေအတွက်ပေါ့နော်ကျွန်တော်ဆက်စပ်ပြောသလိုသူတို့ရဲ့မြန်မာနိုင်ငံ cycle အားကစားသမားတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ဒီအားကစားကွင်းထဲမှာတော်မောင်းနိုင်ဖို့ဆိုရဲရွယ်ချက်ကိုကျွန်တော်တို့ဖန်တီးပေးဖို့ကြိုးစားနေတာပေါ့နော်နောက်တစ်ချိန်မှာကျွန်တော်တို့ဒီ community တိုးတက်ကြီးပွားလာရင်ကျွန်တော်မြန်မာနိုင်ငံမှာလိုအပ်တဲ့ cycle အားကစားကွင်းတွေဖန်တီးတည်ဆောက်မယ်ဒီကနေမှကျွန်တော်တို့အားကစားဖွင့် cycle စီအားကစားလောကကြီးဖွံ့ဖြိုးတိုးတက်လာဖို့ကျွန်တော်ဒါမျိုးတွေကျွန်တော်ယူဆောင်လာဖို့စူးစမ်းနေပါတယ်ခင်ဗျာကျွန်တော်မြန်မာနိုင်ငံမှာဒီ cycle စီအားကစားကိုစိတ်ဝင်စားတဲ့ယူသွတ်တဲ့ လူငယ်တွေအများကြီးရှိရဆိုတော့ကျွန်တော်သိထားတယ်ပေါ့နော်ဆိုတော့ဒီလူငယ်တွေအတွက်ကျွန်တော် အကြံပေးချင်တာကကျွန်တော်တို့ဆိုင်ကယ်စီးအားကစားဆိုတာဖြစ်တဲ့အတွက်အားကစားတစ်ခုလိုမျိုးစူးစမ်းရတာဖြစ်တယ်ပေါ့နော်အားကစားဆိုတဲ့အချိန်ကျွန်တော်တို့ကခန္ဓာကိုယ်ကြက်မှာတန်ဆောင်းအောင်လေ့ကျင့်ထားရတယ်ကြက်ခံအောင်လေ့ကျင့်ထားရတယ်အမောခန္ဓာကိုလေ့ကျင့်ထားရတယ်ပေါ့နော်ဒီအတွက်ကျွန်တော်တို့က GPM racing ကနေလဲကျွန်တော်နောက်နေ့တည်းကြာရင်ကစားသမားတစ်တည်းခေါ်ပြီးပို့အစီအစဉ်တွေရှိရဖြစ်တဲ့အတွက် rider အစ်တည်း rider လူငယ်တွေအနေနဲ့လဲပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်ကြက်ခံတန်ဆောင်းအောင်စူးစမ်းလေ့ကျင့်ထားကြဖို့အကြံပေးချင်ပါတယ် အဓိကတော့ကျွန်တော်တို့ဒီ GPM racing ဆိုတာကကျွန်တော်တို့ဒီပြိုင်နိုင်ငံတကာမှာတော့ပြိုင်နေရုံချင်းမဟုတ်ဘူးပေါ့နော်ဒီမြန်မာနိုင်ငံဆိုင်ကယ်လောကဖွံ့ဖြိုးတိုးတက်ဖို့လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ GPM racing ကိုပူပေါင်းပါဝင်ပြီးတော့ကူညီပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီ GPM racing team ကိုတည်ထောင်ရတဲ့ရွေချက်ကဒီကျွန်တော်တို့ rider ကိုတီချီလင်းရပါတော့ရှေ့မှာပြိုင်ပွဲတွေအများကြီးဟိုပြိုင်ခဲ့တယ်အာပထမဆုံးသူစပြိုင်တဲ့ပြိုင်ပွဲမှာအဲလိုစုရခဲ့တယ်ပေါ့နော်အဲ့ဒီမှာပဲကျွန်တော်တို့ဒါကျွန်တော်တို့အတွက်ဒါအခွင့်အရေးလေးတစ်ခုပေါ်ပေါက်လာတယ်ပေါ့နော် ်အာဒီတော့နောက်ထပ်သူတဲ့အဆင်းပြင်းနဲ့ပြိုင်ပွဲနောက်ထပ်နောက်ထပ်ထပ်ပြိုင်နေအဲ့ဒီပြိုင်ပွဲမှာလည်းကျွန်တော်နှစ်ခေါက်ပြိုင်နေနှစ်ခေါက်မှာလည်းတတိယစုတစ်ချိန်နဲ့အဲကျွန်တော်တို့ဒါပထမစုလုံးဝပေါ်တော့လုံးဝကျွန်တော်တို့အရန်ကောင်းတဲ့စုကြီးတစ်ခုရခဲ့တယ်ပေါ့နော်အဲ့ဒီမှာကိုတီဂျီလင်းကအာဒီမှာနေရပ်မနေနိုင်ဘူးပေါ့နော်ကျွန်တော်တို့တဆင်းထက်တက်ဖို့ကြိုးစားတယ်ကျွန်တော်ဒီတက်ပို့ပြီးကျန်တဲ့ဒီ next step BIRC လို့ခေါ်တဲ့ဒီ Thai Super Bike ဒီပြိုင်ပွဲကိုဝင်ပြီးပြိုင်နေပေါ့နော်ဒါလည်းတကယ် international queen ဖြစ်တဲ့ဒီ Chan Sakit ထဲမှာပြိုင်တာပေါ့နော်ဒီပြိုင်ပွဲကိုပြိုင်နေတဲ့အချိန်မှာသူတယောက်တည်းစတင်ပြီးပြိုင်နေတဲ့အချိန်မှာနည်းနည်း လိုမျိုးလိုအပ်ချက်တွေအများကြီးတွေ့ရတယ်။တယောက်တည်းလေးလုံးဝအဆင်မပြေတဲ့အနေအထားတွေသူ့မှာရှိလာတယ်ပေါ့နော်။ရှိလာတဲ့အချိန်မှာကျွန်တော်ရဲ့ဒီကိုယ်ရလည်းအမြဲတမ်းကိုတီသွားတဲ့ပွဲတိုင်းမှာပါတယ်၊လိုက်တယ်။အဲ့တော့ဘာလိုအပ်လဲဆိုတော့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့မှာကျွန်တော်တိုင်ပင်ရတယ်။ငါတို့ဒီလိုမျိုးအသင်းလေးတစ်သင်းတီထောင်လိုက်ရင် ကောင်းမလားပေါ့နော်။အဲဒါဒီလိုမျိုးတီထောင်ရတဲ့အဲအဲ့လိုမျိုးစဉ်းစားရင်းနဲ့ပေါ့ကျွန်တော်တို့ဒါရည်ဝယ်ပြီးတော့ဒီလိုအသင်းတင်းတင်းကိုထောင်ပြစ်သွားတယ်ပေါ့ဒီထောင်ပြစ်တဲ့ရည်ဝယ်ချက်ကလည်းအကျွန်တော်တို့ဒီအသင်းတင်းတင်းနဲ့သွားပြိုင်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီမြန်မာပြည်မှာရှိတဲ့ ဒီ racing နဲ့ပတ်သက်တဲ့လူငယ်တွေအကုန်လုံးအတွက်ရည်ရွယ်တယ်ပေါ့နော်ဒီလူငယ်တွေကိုလည်းပါဝင်လာနိုင်အောင်ရည်ရွယ်ပြီးတော့ဒီအသင်းလေးကိုကျွန်တော်တို့တည်ထောင်ပြစ်တာဖြစ်ပါတယ်ဗျဟုတ် ဒီလိုမျိုးစ조사ဖို့အတွက်ကကျွန်တော်ဒီမှာဘာကွင်းမှမရှိပါဘူးမရှိတော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ပြင်ဦးလေးမှာပြင်စာဆွဲကွင်းတစ်ကွင်းရှိရပေါ့နော်ဒီကွင်းမှာပဲအဲကျွန်တော်တို့ကိုပိုင်ဆိုင်ငယ်တွေဝယ်တယ်ကိုယ့်ရဲ့ဒီအသင်းအနေနဲ့ပဲကျွန်တော်တို့တည်တည်ကြည်ကြည်မြန်မာပြည်မှာပဲလေ့ကျင့်တယ်လေ့ကျင့်ပြီးတော့ကမှပဲနိုင်ငံခြားကိုသွားပြိုင်တာပေါ့နော်ဒါကျွန်တော်လုံးဝမပြေစုံတဲ့အနေအထားတစ်ခုမှအခုလို့သွားပြိုင်တာတော့မှကျွန်တော်ဒီလိုစုရရခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါပြေစုံသွားခဲ့ရင်ဆိုတော့ရွယ်ချမ်းနဲ့ကျွန်တော်တို့ ဒါလို GPN အသင်းကိုတီထောင်လိုက်တယ်တီထောင်လိုက်ပြီးကျွန်တော်အများကြီးစူးစမ်းနေရပေါ့နော်အခုလည်း result တွေအရန်ကောင်းလာပါတယ်ကျွန်တော်ဒီထက်လည်းကောင်းပါပါကျွန်တော်ယုံကြည်ပါတယ်ယုံကြည်တဲ့အတိုင်းဖြစ်အောင်လုပ်ပါမယ်ဟုတ်လက်ရှိတော့ကျွန်တော် Nesta BIC ကိုပထမဆုံးပွဲအနေနဲ့ကျွန်တော်ပွဲဥဒ်အပြိုင်ပြီးသွားပြီပေါ့နော် အခုလာမယ့်ဒီ17လပိုင်းထဲမှာကျွန်တော်သုံးပွဲပြိုင်မှုရှိတယ်အဲဒီသုံးပွဲကကျွန်တော်ထိုင်းစူပါဘိုက်မဂဇင်းလို့ခေါ်တဲ့ဒါ6 cc လမ်းတပွဲပြိုင်မယ်နောက်ပြီးတော့ဒီ next up BIC ရဲ့ဒီ round 4နဲ့ round 5ကိုကျွန်တော်ထပ်မံဝင်ရောက်ရှင်းပြိုင်မှာပဲဖြစ်ပါတယ်ရှိမှတော့ဒါတွေပဲရှိပါဦးမယ်ပေါ့နော်ဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာချင်းပတဲ့ပြိုင်ပွဲတွေပဲကျွန်တော်တို့သွားလောလောဆယ်ရှင်းပြနေရပေါ့နော်ဒါဆက်လျှောက်ပြီးရင်ကျွန်တော်တို့ဟိုအနာဂတ် plan ကကျွန်တော်တို့ဒီအာရှမှာနိုင်ငံရှိတဲ့ပြိုင်ပွဲတွေဥပမာဒီအင်ဒိုနီးရှားလို့ ဥပမာဒီမလေးရှားကွင်းမှာတို့နိုင်ငံမှာကြီးမားတဲ့ပြိုင်ပွဲလဲကျွန်တော်တို့စက်ဝင်ရှင်ပြန်ဖို့ကျွန်တော်တို့ရည်ရွယ်ထားပါတယ်ဟုတ်ကဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပမာပြည်မှာဒီလိုမျိုးပြိုင်ပွဲရှိနိုင်နိုင်အောင်လို့ကျွန်တော်တို့လည်းကြိုးစားနေတယ်အဲနောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ဒီပမာပြည်ရဲ့အခြေအနေပမာကြည့်ပြီးမှပမာပြည်မှာလိုအပ်တဲ့အခြေခံကွင်းကိုလည်းကျွန်တော်တို့တည်ဆောက်ခြင်းတယ်အဲရည်ရွယ်ချက်တော့ရှိပါတယ်ခင်ဗျဟုတ်အားလုံးအားလုံး GPN Racing ကိုအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျ ိုကပါလေးပြောချင်တယ်ကျွန်တော်အတူတူပါပဲ GPN အသင်းကိုအားပေးကြပါဒီထက်လည်းများများ support ကြပါအကုန်လုံးအားပေးမှလည်းကျွန်တော်တို့လည်းလိုရတာအားရှိမှာပဲဖြစ်ပါတယ်ဗောနော်ဒါလည်းပြောချင်ပါတယ်ဗျဟုတ်